ိုရီးယားမင်းသားအရှုံးပေးလောက်အောင်ချောတဲ့တားဖြစ်သူကြောင့်ရောက်ကမအခေါ်ခံနေရတဲ့အကမြင့်အောင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြွဆိုလိုက်ပါတယ်ကိုရီးယားမင်းသားလေးတယောက်လိုချစ်စရာကောင်းတဲ့ပုံစံကြောင့်မင်္ဂလီပရိသတ်တွေကရောက်ကမကြီးဆိုပြီးအခေါ်ခံနေရတာကတော့တယောက်ဆောင်မင်းသမီးအကမြင့်အောင်ဖြစ်ပါတယ် အာဂါမြောက်ကနေပရိသတ်တွေရဲ့အခိုင်အမာအားပေးမှုကိုရရှိထားပြီးနေကြိုက်တော်ရုပ်ရှင်ဇက်ကားတွေအများအပြားရိုက်ကူးနေရတာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်ဆောင်အာဂါမြောက်ကထူးထူးခြားခြားတရေဇက်ကားတွေ၊ကြောက်စရာဇက်ကားတွေရိုက်ကူးရင်းနဲ့နာမည်ကြီးလာတဲ့တရုတ်ဆောင်မင်းသမီးတစ်လက်ပါ ဒါတည်းမကသေးပါဘူးအခုခါမှာတော့တယုံဆောင်အာဂါမြင့်အောင်ကရုပ်ရှင်တယုံဆောင်မင်းသမီးတဦးသားမကလယ်မယ်ကြီးထိတ်တန်အစိုးရကြီးတယောက်လိုတချင်းများစွာကိုတည်ဆူနေရတာဖြစ်ပါတယ်အထူးသဖြင့်တော့တယုံဆောင်အာဂါမြင့်အောင်က IC အဖွဲ့ကလေးပြူနဲ့မျိုးကြီးကိုကြော်တက်ပြီးတော့လယ်မယ်ကြီးအစိုးရတယောက်လိုရှိုးပွဲများစွာမှာတည်ဆူနေရပါတယ်ပို့ပြီးတော့ထူကြတာကအာဂါမြင့်အောင်ဟာလယ်မယ်ကြီးဘရော့တချင်းတွေကိုအတန်ပါဝါအကောင်းကောင်းနဲ့တည်ဆူဖျော်ဖြေနိုင်ပါတယ်ဒီလိုဆွဲဆောင်ရတယုံဆောင်မင်းသမီးအာဂါမြင့်အောင်ကအခုချိန်မှာတော့တားဖြစ်သူကြောင့် င်းကလေးပြည်သက်တွေကရောက်ခမလို့ခေါ်တာကိုခံနေရပါတယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့အာကာမြောင်ကပြေးခဲ့တဲ့ရပ်ပိုင်းကပွဲတစ်ခုကိုမိသားစုနဲ့တူတူတက်ရောက်ခဲ့ပါတယ်။ဒီလိုချိန်မှာအာကာမြောင်ရဲ့သားကအာကာမြောင်နဲ့ရောဖခင်ဖြစ်သူနဲ့ပါမတူဘဲနဲ့ကွဲထွက်ပြီးတော့လူချောလူခန့်အစဉ်လေးဖြစ်နေခဲ့ပါတယ်။အထူးသဖြင့်အာကာမြောင်ရဲ့သားလေးရဲ့အသားရောင်ကလင်းလက်တောက်ပါပြီးတော့အသားရည်ဝင်းလဲမှုနဲ့ခန္ဓာကိုယ်ရဲ့လှပမှုတွေကကောင်မလေးတွေအကြိုက်ဖြစ်တယ်လို့ရုပ်ရည်ကလည်းကြည်ကောင်းတဲ့ရုပ်ရည်ရှိပါတယ်။ဒီလို ိုမျိုးအာဃာမြောက်ရဲ့သားလေးကမိန်းကလေးတွေအကြိုက်ကောင်းလေးမျိုးထဲမှာပါဝင်တဲ့အတွက်ချက်ချင်းဆိုသလိုနှာခမ်းညီမလေးတွေအာယုံဆိုင်တာကိုခံခဲ့ရပါတယ်။အစောပိုင်းမှာတော့လူငယ်ပရိသတ်တွေဟာအာဃာမြောက်ကိုချင်းကလင်ဖက်ဖက်တွေကျွေးတဲ့တော်မင်းသမီးလူချမ်းမင်းသမီးဆိုပြီးတော့ throw နေကြတာပါ။ဒါပေမဲ့လည်းအာဃာမြောက်ကတားချော်လေးကိုပိုင်ဆိုင်ထားကြောင်းသိလိုက်ရချိန်မှာမိန်းကလေးတစ်သိုက်ကတော့အာဃာမြောက်ကိုရောက်ခမလို့ခေါ်နေကြပါပြီ။အာဃာမြောက်ရဲ့သားလေးရဲ့နာမည်ကိုတော့ခန့်တွင်ထူလို့နာမည်ပေးထားတယ်လို့သိရပါပါတယ်။ ခန့်သွင်းသူကအခုဆိုရင်မိခင်ဖြစ်သူအာကာမြောက်နဲ့ဖခင်ဖြစ်သူဒရိုက်တာတို့ရဲ့ပံ့ပိုးမှုနဲ့အတူအနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်တော့မယ်လို့သိရပါဗျ။အခုချိန်မှာတော့ခန့်သွင်းသူက grade တန်းတက်နေတဲ့အထက်တန်းကျောင်းသားတယောက်ဖြစ်တာကြောင့်အာကာမြောက်ကအနုပညာအလုပ်တွေကိုအားမစိုက်သေးပါဘူး။ဒါအပြင်အာကာမြောက်ကသားကြောလေးကိုမတော်တရော်မိန်းကလေးတွေနဲ့ရသွားမှအယံစိတ်ဘူးတတ်ပါသေးရဲ့။ဒါကြောင့်လည်းသားဖြစ်သူကိုရည်စားမထားရဘူးလို့တားမြစ်ထားကြောင်းသိရပါဗျ။အခြေအေးကိုတော့တားမြစ်ထားပါသေးရဲ့။အာကာမြောက်ကသားဖြစ် ်သူအမှုပညာလောကတွေဝင်ရောက်လာရင်သူကိုယ်တိုင်သိချာတင်ကြပြီးတော့ဇက်ကားတွေရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။အလုံးသိချာတဲ့အတိုင်းအခုဆိုရင်တော့မင်းသားမင်းသမီးတွေရဲ့တားသမီးတွေကိုပရိသတ်တွေက နေရာပေးလို့လာကြပါတယ်။ဒါကြောင့်လေအာဂါမြောင်ရဲ့တားလေးကနောက်တစ်ချိန်မှာနာမည်ကြီးထိတ်တန်းမင်းသားဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်ခြင်းစရာကောင်းနေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအာဂါမြောင်ရဲ့တားလေးကိုချစ်ခင်အားပေးကြလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။